ကွန်ဘီနီစတိုးမှာဇိုင်လူကတ်ကော်ပီဆွဲတဲ့နီလေးကိုမျှဝင်ပေးကြပါတယ်။အခုအသုံးမလို့သေးလဲနောက်ကြလို့ရှိရင်အလုပ်ပြောင်းတဲ့ခါပဲဖြစ်ဖြစ်ရက်ွက်ယုံသွားတဲ့ခါတွေမှာလည်းလိုလာမှာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုစေထားလို့ရပါတယ်။ ကော်ပီဇက်ပွင့်လာတာနဲ့ပထမဆံမျက်နှာမှာရှိတဲ့အီရိုအီရိုကော်ပီဆိုတာကိုနှိပ်ပေးလိုက်ပါအဲ့ဒါကိုနှိပ်ပြီးရနဲ့ဒီမှာအောက်မှာရှိရပေါ့နော်မန်ခီယိုရှောနဲ့ပြီးကြလို့ရှိရင်ခါတူကော်ပီဆိုတာကိုတစ်ချက်နှိပ်ပေးလိုက်ပါပြီးကြလို့ရှိရင်အဖြူမဲကိုတစ်ချက်နှိပ်ပေးလိုက်ပါပြီးကြလို့ရှိရင်ဒီမှာမန်ခီယိုရှောဆိုတာကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့က A4 site ကူးမှာဖြစ်တဲ့အတွက် A4 site ကိုနှိပ်ပေးလိုက်ပါပြီးရနဲ့စုကီယဲကိုတစ်ချက်ထပ်နှိပ်ပေးပါပြရတဲ့ဒီမှာသူကစိုက်ရွေးခိုင်းနေပေါ့နော်အကြီးကြီးမှလာကျွန်တော်တို့က ်သေးသေးလေးပဲယူမယ်ပေါ့နော်ပြလို့ရှိရင်ဒါဟိုဇိုင်လူကတ်ကို copy ဆက်တဲ့ကိုထည့်ရမယ်နီးပေါ့နော်သူက down ထဲမှာသွားပြီးတော့မှောက်ပြီးတော့ထည့်ပေးရမယ်လို့ဒီမှာသူ video မှာပြထားတယ်အဲ့တိုင်းပဲကျွန်တော်တို့က copy ဆက်ထဲမှာသွားပြီးတော့မှောက်ပြီးတော့ down ကြအောင်ထည့်ပေးပါအဲ့ဒါထည့်ပြီးတော့ copy ဆက်ကိုပိတ်လိုက်ပေါ့နော်ဟွာရောင်လေးကိုတစ်ချက်ထက်နေလေးပေါ့နော်ထက်နေပြီးတော့အနေသူကနောက်တစ်ခါထက်ပြီးတော့နောက်ကျောကိုကူးมาဖြစ်တဲ့အတွက်နောက်ကျောကိုတစ်ဖက်လှန်ခိုင်းနေပေါ့နော်ဒီမှာဗီဒီယိုမှာလည်းပြထားတယ်အဲ့တိုင်ကိုပဲသူက ဒီလိုမျိုးပေါ့နော်လှန်ပြီးတော့တောက်မှာတစ်ခါသွားပြန်ထည့်ပါလို့သူကပြောထားတာပေါ့နော်အဲ့မလို့ကျွန်တော်လူကဖုန်းပြန်ဖွင့်မယ်ပြန်ဖွင့်ပြီးပေါ့လို့ရှင်ရင် ကက်ကိုလိုမျိုးလေးတစ်ဖက်လှန်ပြီးတော့ထောက်မှာထည့်ပေးလိုက်ပြုံးနော်ထည့်ပြီးွားနဲ့ပြန်ပိတ်လိုက်မယ်ပိတ်ပြီးွားလာနဲ့သူဟာဒီမှာထည့်ပြီးအဝါရောင်ခလုတ်လေးကိုထပ်နေပေးလိုက်ပုံးနော်ဒါဆိုလို့ရှိရင်တော့သူနှစ်ဖက်ကူးွားပြီးပုံးနော်ဒီမှာအပေါ်မှာကူးဆိုလို့ရှိရင်ဇာတိကက်ရှေ့ဘက်နဲ့နောက်ဖက်ကိုပုံးနော်သူဟာဒီမှာ copy တရဆဲဖြစ်သွားပြီးပုံးနော်ကျွန်တော်တို့ကနှစ်ရွယ်ကူးမှဖြစ်တဲ့ drone နှစ်ကိုရွေးပြီးတော့စုခီရဲ့ကိုတခါထပ်နေပေးလိုက်ပုံးနော်နှစ်ပြီးွားနဲ့ကျွန်တော်တို့ကရန်20ကျမှဖြစ်တဲ့အတွက်ရန်20ထည့်ပေးလိုက်ပါရန်20ထည့်ပြီးရာနဲ့ဘာမှဆက်လို့စရာမလိုတော့ဘူးပုံးနော်တခါတည်းသူက copy စာရွက်ထွက်လာ ာမှာပေါ့နော်ခနာဆောင်လိုက်တာနဲ့နှစ်ရွယ်ဆွဲတာဖြစ်တဲ့အတွက်နှစ်ရွယ်လုံးတစ်ခါတည်းထွက်လာမှာပေါ့နော်။ဒါဆိုလို့ရှိရင်တော့ copy ဆွဲတာပြီးဆုံးပါပြီ။အပေါ်မှာထည့်ထားတဲ့ကိုယ့်ရဲ့ဇိုင်းလူကတ်ကိုယူဖို့လည်းမမေ့ပါနဲ့။မရှင်းတာရှိလို့ရှိရင် comment မှန်းခဲ့ပါ။ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာဆက်တွေ့ပါမယ်။